ဧပြီလ25ရက်မှာအခွန်ကင်းလွခွင့်ရနိုင်တဲ့ထုတ်ကုန်132မျိုးပါတဲ့စီးရင်တစ်ခုကဒီယုံလုံမှုကွန်ရက်တွေစီးပွားရေးအတိုင်းဝိုင်းနေနဲ့ဂုံတွေအဖွဲ့အစည်းတွေကြားမှာကြေကြေပြန့်ပြန့်ပြန့်နှံ့လာခဲ့ပါတယ်။ဒီစင်းထဲမှာဆီမီကွန်ဒက်တာတွေ၊ကာကွယ်ဆေးတွေ၊ဆေးဘက်ဆိုင်ရာပစ္စည်းတွေ၊ဤသိန်းနဲ့တခြားဓာတုကုန်ကြမ်းတွေအပြင်ဂျက်အင်ဂျင်လိုမျိုးခေမီနီပညာတွေလည်းပါဝင်ပါတယ်။ CNN နဲ့ရှန်ချန်ကုန်တွေရဲ့သတင်းအရာက တရုတ်အကောက်ခွန်ဌာနဟာအမေရိကန်လုံစီမီကွန်ဒက်တာထုတ်ကုန်တချို့အပေါ်မှာပြစ်ဒဏ်ခတ်တဲ့125ရာခိုင်နှုန်းအခွန်ကိုတိတ်တဆိတ်ရုပ်သိမ်းလိုက်တယ်လို့သိရပါတယ်။အထူးသဖြင့်ဒေါ်လာမှု chest တွေမပါဝင်တဲ့ပေါင်းဆက်ပတ်လန် chest တွေကိုအခွန်ကုတ်ရှိခုအောက်မှာကောက်ခံတော့မှာမဟုတ်ပါဘူး။အခုဆိုရင်ဒီထုတ်ကုန်တွေအပေါ်မှာ73ရာခိုင်နှုန်းထပ်ဆောင်းအခွန် VAT ပဲကောက်ခံတော့ပါတယ်။ရှန်ဟိုင်းအခြေစိုက်ကုမ္ပဏီတစ်ခုကဧပြီလ10ရက်ကနေ24ရက်အတွင်း ပို့ပေးထားတဲ့အခွန်တွေကိုပြန်လျှောက်ထားနိုင်ကြောင်းအကြောင်းကြားစာတောင်ရောက်ရှိလာခဲ့ပါတယ်။ Writer သတင်းဌာနရဲ့နောက်ထပ်သတင်းတွေအရတရုတ်စီးပွားရေးဝန်ကြီးဌာနဟာအခွန်ကင်လွတ်ခွင့်ရနိုင်တဲ့ကုန်ပစ္စည်းတွေကိုစုဆောင်ဖို့အဖွဲ့တစ်ခုဖွဲ့စည်းထားပြီး လုပ်ငန်းတွေကိုရှောက်လွှာတင်ဖို့တတကြွကြွတိုက်တွန်းနေရလို့သိရပါတယ်။ Bloomberg ကတော့ပေကျင်းကဈေးပဆိုင်ရာပစ္စည်းတွေဤသိန်းနဲ့လေယာဉ်ကားရင်းကားတွေအပေါ်ကအခွန်တွေကိုပါ ကင်းလွတ်ခွင့်ပေးဖို့စဉ်းစားနေရလို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ဒီလိုရက်ကိုတရုတ်ကွန်မြူနတီပါတီ CCP ကစီးပွားရေးလုပ်ငန်းတွေအပေါ် PR တွေကိုရှော့ချဖို့အတွက်ယာယီအစီအမံတစ်ခုအဖြစ်ကြဲကြဲပြဲပြဲသတ်မှတ်ကြပါတယ်။ဒါဟာလက်ရှိဖြစ်ပွားနေတဲ့ကုန်သွယ်ရေးစစ်ပွဲရဲ့တရုတ်စီးပွားရေးအပေါ်ဘလောက်ထိဆူဆူရွာတက်ရောက်နေတယ်ဆိုတာကိုပြသနေတာဖြစ်ပါတယ်။တရုတ်နိုင်ငံဆိုင်ရာ American ကုန်သွယ်ကြီးများအသင်းဥက္ကဋ္ဌ Michael Hart ကအသင်းဝင်တချို့ဟာပြီးခဲ့တဲ့အပတ်အတွင်းတင်သွင်းလာတဲ့ကုန်ပစ္စည်းတွေအပေါ်အခွန်အသစ်တွေကောက်ခံခံရခြင်းမရှိဘူးလို့အတည်ပြုပြောကြားခဲ့ပါတယ်။ဒါဟာအခွန်ကင်းလို့ခွင့်မူဝါဒကိုစတင်အကောင့်ထဲပေါ်နေပြီဆိုတာကိုညွှန်ပြနေတာဖြစ်ပါတယ်။အဲဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါဦးရှင်။ က်ချာခင်မှာပဲပို့ပြီးတော့အံ့အားသင့်စရာကောင်းတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ April 25ရက်မှာ Time Magazine နဲ့အင်တာဗျူးတစ်ခုမှာ Tran ကရှီချင်းပင်ကိုရိုင်းသူ့ကိုဖုန်းခေါ်ခဲ့ပြီးရှီချင်းပင်ကအရင်ဆက်သွယ်မလာခဲ့ရင်သူဖုန်းခေါ်မှာမဟုတ်ဘူးလို့အလင်းနဲ့ပြောကြားခဲ့တယ်လို့ဖွင့်ရခဲ့ပါတယ်။ American ရဲ့အခွန်တွေကိုခိုင်ခိုင်မာမာခုခံပြီးတဲ့နောက် ကဘာကြီးကတရုတ်နဲ့အမေရိကန်တို့ဘယ်အချိန်မှညှိနှိုင်းဆွေးနွေးမှုတွေစတင်မလဲအထူးသဖြင့်နှစ်နိုင်ငံခေါင်းဆောင်တွေဘယ်အချိန်မှစကားပြောကြမလဲဆိုတာကို အနီးကပ်စောင့်ကြည့်နေကြပါတယ်လက္ခဏာအားလုံးအရအမေရိကန်နဲ့တရုတ်တို့စကားပြောနေုံသာမက တရုတ်ဟာတိသာထင်ရှားတဲ့ရှော့ပေါ့ပေးမှုတွေကိုစတင်လုံးဆောင်နေပြီဆိုတာကိုညွှန်ပြနေပါတယ်။တနည်းအားဖြင့်ရှီကျင်းဖင်ဟာအပေါ်ယံအားဖြင့်ခိုင်မာပုံရပေမဲ့သူ့ရဲ့ယက်တီချက်ကိုထိရောက်စွာရှော့ချလိုက်ပြီဖြစ်ပါတယ်။ဒါပေမဲ့ CCP ဟာခိုင်မာတဲ့နှုတ်နဲ့ခုခံကာကွယ်တဲ့အစင်လာချင်းကမ်းမှုကိုဆက်လက်ထိန်းသိမ်းထားပါတယ်။ American အခွန်ဖျားကြောင့်တရုတ်ကမကြေညာဘဲတုံးလာတဲ့မဟာဗျူဟာ ဧပြီလ28ရက်နေ့မှာတရုတ်ကွန်မြူနတီပါတီနိုင်ငံဆိုင်ဝန်ကြီးဌာနရဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း Phoenix TV သတင်းတောက်တူကတမရထရရဲ့ရှီကျင်းပြင်ကသူ့ကိုဖုန်းခေါ်ခဲ့တယ်ဆိုရဲပြောကြားချက်ကိုဖော်ပြခဲ့ပါတယ်။အဲဒီတုံ့ပြန်မှုမှာနိုင်ငံဆိုင်ဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူဂါအိုချောင်ချင်းကကျွန်တော်သိရသလောက်တော့ခေါင်းဆောင်တအူးဟာ မကြသေးခင်ကဖုန်းပြောဆိုမှုတွေမရှိခဲ့ပါဘူးတရုတ်နဲ့အမေရိကန်တို့ဟာအခွန်ကိစ္စနဲ့ပတ်သက်ပြီးဘလို့ဆွေးနွေးညှိနှိုင်းမှုတွေမှမရှိခဲ့ဘူးဆိုတာကိုကျွန်တော်လေးနက်ထားပြောချင်တယ်လို့ပြောခဲ့ပါတယ်ဒါကြောင့်အမေကတခုပေါ်လာပါတယ်တရုတ်ကဒိတ်တဆိတ်အခွန်တွေကိုရှော့ချပြီးအလျှော့ပေးနေတယ်ဆိုရင်ဘာကြောင့်တရုတ်ကွန်မြူနတီပါတီကဝယ်မခံရတာလဲရှီချင်းဖင်ကဖုန်းခေါ်ခဲ့ပြီးတရုတ်အရာရှိတွေကလည်းဆွေးနွေးမှုတွေအတွက်ဝါရှင်တန်ဝန်သွားရောက်ခဲ့ပြီးပြီဆိုရင်ဘာကြောင့်တရုတ်ကွန်မြူနတီပါတီကဆက်ပြီးတော့ငြင်း င်းနေရတာလေ။ April 23ရက်နေ့မှာကုလသမဂ္ဂဆိုင်ရာ American Mission မှာတရုတ် American နိုင်ငံရေးဆိုင်ရာဒုတိယအကြံပေး Warren ကလုံခြုံရေးကောင်စီမှပြောကြားခဲ့တဲ့မိန့်ခွန်းမှာအခြေအနေကိုတိတိကျကျအကျဉ်းချုပ်ဖော်ပြခဲ့ပါတယ်။တရုတ်ရဲ့လှုပ်ဆောင်ချက်တွေကသူ့ရဲ့စကားတွေနဲ့မကိုက်ညီဘူးလို့သူကပြောခဲ့ပါတယ်။ ဘာကြောင့်တရုတ်ကွန်မြူနစ်ပါတီကအခုအလျှော်ပေးတဲ့လက္ခဏာတွေကိုပြသနေရတာလဲအဓိကအကြောင်းရင်းကတော့စီးပွားရေးဖိအားပဲဖြစ်ပါတယ်အမေရိကန်ရဲ့145ရာခိုင်နှုန်းအခွန်တွေကြောင့်အမေရိကန်ကိုတရုတ်တင်ပို့မှုတွေပြိုလဲသွားပါတယ် Financial Times ရဲ့အဆိုအရတရုတ်အမေရိကန်လမ်းကြောင်းတွေပေါ်ကပေ20စင်ချိန်မီကွန်တိန်နာချုပ်တင်မာယူမှုပမာဏကဧပြီလလယ်မှာ45ရာခိုင်နှုန်းကျဆင်းသွားပါတယ် Los Angeles စိတ်ကံက မေလအစောပိုင်းမှာကွန်တိန်နာပမာဏ၃ပုံ၃ပုံကျဆင်းဖို့ပြောလင့်ထားပါတယ်။တရုတ်စစ်မှုလုပ်ငန်းတွေဘာကြောင့် virus လို့ပြန့်နှံ့ပြီးတော့ပိတ်သိမ်းနေရတာလဲ။ဘူရှိနဲ့တုံကွန်လိုအဓိကပို့ကုန်ဗဟုအချက်ချတွေမှာစက်ရုံတွေအကြီးအကျယ်ပိတ်သိမ်းတာတွေဖြစ်ပေါ်နေပါတယ်။အယုတ်အားကစားပစ္စည်းနဲ့ဈေးသက်သာတဲ့လူသုံးကုန်ပစ္စည်းလုပ်ငန်းတွေကအဆုံးဆုံးခံရရပါတယ်။ Order ရေဆုံးရှုံးတာ ကုန်ပစ္စည်းတွေစုပုံလာတာနဲ့ထောက်ပံ့ရေးခွင့်စက်တွေပြက်စီးရာတွေကြောင့်အရေးမတွက်နိုင်တဲ့စက်ရုံတွေဟာအလွန်ဆိုးရွားတဲ့အခြေအနေကိုရောက်နေပြီးတရုတ်တနိုင်ငံလုံးမှာဆိုရင်တော့ဗိုင်းရပ်စ်လိုမျိုးပြန့်နှံ့နေရလဲဖြစ်ပါတယ်။ကျွမ်းကျင်သူတွေကတော့ဒီပြိုလဲမှုလိုင်းဟာတရုတ်နဲ့ထုတ်ကုန်လုပ်ငန်းကဏ္ဍမှာဖွဲ့စည်းပုံဆိုင်ရာအချက်အလက်ကဥတည်သွားစေနိုင်ပြီးတော့အလုံးလက်မဲ့ဥယျာဉ်မြောက်များနဲ့ထောက်ပံ့ရေးခွင့်စက်ပြိုကွင်းမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့သတိပေးထားပါတယ်။ဒါအပြင်တရုတ်နိုင်ငံကလုပ်ငန်းတချို့ဟာ အဓိကအမေရိကန်သွင်းကုန်တွေကိုအလွန်မင်းမိခိုနေရပါတယ်။ဥပမာအားဖြင့်တရုတ်ရဲ့ plastic လုပ်ငန်းအတွက်အဓိကကုန်ကျန်ဖြစ်တဲ့ဤသိန်းကို98ရာခိုင်နှုန်းကအမေရိကန်နေတင်သွင်းနေရပါတယ်။ အကယ်လို့အမေရိကန်ကထောက်ပံ့မှုကိုဖျက်ထောက်လိုက်မယ်ဆိုရင်တရုတ်ရဲ့ plastic လုပ်ငန်းဟာရပ်တန့်သွားနိုင်တယ်။ electronic ပစ္စည်းနဲ့အာကာသယာဉ်လုပ်ငန်းတွေလည်းအကြီးအကျယ်ထိခိုက်နေပြီး C919 လေယာဉ်အတွက်အဓိကစိတ်ပိုင်းတွေဖြစ်တဲ့အင်ဂျင်နဲ့လေယာဉ်စင်ကရိယာတွေဟာအမေရိကန်သွေးငုံတွေကိုမိခိုနေရပါတယ်။ထောက်ပံ့မှုအခက်အခဲဖြစ်ပေါ်ရင်ဒီကဏ္ဍတွေကိုအကြီးအကျယ်ထိခိုက်စေနိုင်ပါတယ်။ရေရှည်မှာကုန်သွယ်ရေးစစ်ပွဲဟာတရုတ်ကွန်မြူနတီပါတီအတွက်အလွန်အန္တရာယ်များပါတယ်။ကြာရှည်လေးလေး းနိုင်ငံသားလုပ်ငန်းတွေကသူတို့ရဲ့ထောက်ပံ့ရေးခွင့်စက်တွေကို VNN အိန္ဒိယနဲ့မက္ကဆီကိုတို့လိုနိုင်ငံတွေဒါမှမဟုတ်အမေရိကန်ကို ပြန်ပြောင်းရွှေ့လေလေပဲဖြစ်ပါတယ်။ဒါအပြင်ကမ္ဘာလုံးဆိုင်ရာဆက်စပ်မှုယုံနေလာတဲ့လမ်းကြောင်းဟာတရုတ်ကွန်မြူနတီပါတီရဲ့စိန်ခေါ်မှုတွေကို ပိုပြီးတော့ဆိုးရွားစေပါတယ်။ VNN နဲ့ထိုင်းတို့လိုနိုင်ငံတွေက ကုန်ပစ္စည်းလွှဲပြောင်းရောင်းဝယ်မှုကိုတင်းကျပ်နေပြီးတော့အိန္ဒိယကတရုတ်ထုတ်ကုန်တွေသူ့ရဲ့ဈေးကွက်ကိုလွှမ်းမိုးလာမှာကိုကောက်ပဲဖို့တမနီအပေါ်စနစ်ရာခိုင်နှုန်းအခွန်ကောက်ခံထားပါရယ်ဒီကွန်မြူနတီပါတီဟာကုလသမဂ္ဂအစည်းအဝေးတွေကနေတဆင့်အာဖရိကအာရှနဲ့လက်တင်အမေရိကနိုင်ငံတွေရဲ့ထောက်ခံမှုကိုရယူဖို့ကြိုးစားခဲ့ပြီးတော့ ဖွံ့ဖြိုးမှုအနေဆုံးနိုင်ငံတွေအပေါ်အခွန်ကင်းလုပ်ခွင့်ကိုကြီးညာခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ကုန်သွယ်မှုပမာဏကတရုတ်ရဲ့စီးပွားရေးအပေါ်တက်ရောက်မှုအနေငယ်သာရှိပြီးတော့ကြာစင်းနေတဲ့အခြေအနေကို ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ဥရောပသမဂ္ဂကလည်းတရုတ်ကွန်မြူနတီပါတီရဲ့ချိုးဖောက်မှုတွေကိုဂယုမဆိုင်ကြောင်ပြသခဲ့ပြီးတော့ ကျေးဇူးနိုင်ငံကနိုင်ငံတကာမှာပို့ပြီးတော့ထီးချန်လာနေကြောင်းဖော်ပြနေပါတယ်။ဧပြီလ25ရက်နေ့မှာ Trend က Air Force 1လေယာဉ်ပေါ်မှာသတင်းထောက်တွေကိုတရုတ် Communist Party ကတိသာထင်ရှားတဲ့အလျှော့ပေးမှုတွေမလုပ်မချင်းတရုတ်ကုန်ပစ္စည်းတွေအပေါ်အခွန်အရေးကိုရုပ်သိမ်းမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။သူက American ထုတ်ကုန်တွေလွတ်လပ်စွာဝင်ရောက်နိုင်ဖို့တရုတ်ဈေးကွက်ကိုအပြည့်အဝဖွင့်ပေးဖို့တောင်းဆိုခဲ့ပြီးအဲ့ဒါကနိုင်ငံပိုင်နဲ့ ဗဟုအစိုးရပိုင်လုပ်ငန်းတွေဟာ American company တွေနဲ့တန်းတူရှင်ပြန်ရမယ်လို့ဆိုလိုပါတယ်။အကျိုးအမြတ်မရှိတဲ့တူရဲမိုဘိုင်းနိုင်ငံပိုင်လုပ်ငန်းတွေအတွက်ဒါဟာတည်စီနိုင်တဲ့ထုံးနှဲချက်ဖြစ်ပြီးတော့ဒီဝါလီခံရဖို့အသေးစားတလောက်ပဲဖြစ်ပါတယ်။ဒီလုပ်ငန်းတွေဟာတရုတ် Communist Party အထက်တန်းလှော်ရဲ့ဗန္ဒာရီအသက်သွေးကြောဖြစ်တာကြောင့်သူတို့ပြိုလဲသွားရင်တရုတ် Communist Party ရဲ့အာဏာအခြေခံအုံမြင့်ရင်းနိုင်သွားစေနိုင်ပါတယ်။ဒါအပြင်တရားမျှတပြီးတော့ ပွင့်လင်းတဲ့ဈေးကပုံဝင်ခြင်းကတရုတ်ကွန်မြူနတီပါတီရဲ့ဗဟိုချုပ်ကိုင်မှုစနစ်နဲ့လုံးဝဆန့်ကျင်နေပါတယ်။စမှုယဉ်ကျေးမှုယဉ်ချလာတာနဲ့အမျှဒီတွေကမလွယ်မဲ့တွေအခွင့်အရေးနဲ့နိုင်ငံရေးပြပြပြောင်းလဲမှုကို တောင်းဆိုလာကြပြီးတော့ဒါဟာတရုတ်ကွန်မြူနတီပါတီရဲ့အုပ်ချုပ်မှုစနစ်ကသီးခတ်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ပြည်တွင်နဲ့ပြည်ပဖီအားရိအောင်မှာတရုတ်ကွန်မြူနတီပါတီရဲ့လျှို့ဝှက်အလျှော်ပေးမှုတွေနဲ့အခွန်လျှော့ပေးမှုတွေဟာယာယီဖြည့်ရှင်းချက်တစ်ခုသာဖြစ်နိုင်ပါတယ်။ အာနာပြောင်းနေတော့ရုပ်သေးရုပ်ရှိချင်းဖြင့်ရှီဟာအမှန်တကယ်တော့ရုပ်သေးရုပ်တရုပ်လိုဖြစ်သွားပြီးတော့သုံးပြချက်ချနိုင်တဲ့အာနာဟာဂျူကွန်မြူနတီပါတီအကြီးအကဲတွေရဲ့လက်ထဲမှာရှိနေပါတယ်။ဒါဟုစင်ကာပူဝန်ကြီးချုပ်ဟောင်းလီရှန်လွန်ရဲ့ဇနီးက ရှီယိုလူသိရှင်ကြားအချက်ခွဲခဲ့တဲ့မကြသေးခင်အဖြစ်ပြက်ကသက်တည်ပြခဲ့ပါတယ်။အကယ်လို့သူကအာနာကွက်လက်ကိုမခံစားမိဘူးဆိုရင်ဒီနိုင်ငံမှာအကျိုးစီးပွားရေးအများကြီးရှိတဲ့သူတယောက်ကအဲလိုပြုမှုဖို့စိတ်ကူးဖို့ခက်ခဲပါတယ်။ဖိုနီယာကဒီကွန်မြူနတီပါတီရဲ့မကြသေးခင်ကဒီတစိအခွန်ရှော့ချမှုဟာစီးပွားရေးအကျက်တည်းကိုဖြည့်ရှင်ဖို့ပါတီအကြီးအကဲတွေကလှုံ့ဆော်ခဲ့လို့ရဖြစ်တယ်လို့အထောက်ပြခဲ့ပါတယ်။ဒီကွန်မြူနတီပါတီကမကြသေးခင်က သူရဲ့နိုင်ငံတကာကုံသွေးကိုယ်စားလှယ်ကိုအနာဖွဲတဲ့လိုက်ရောညှိထွေရှိပြီးတော့အခုအမေရိကန်နဲ့လျှို့ဝှက်ဆွေးနွေးမှုတွေလှုပ်ဆောင်နေတဲ့လီချန်ဂန်နဲ့အစားထိုးခဲ့ပါတယ်။ဒါပေမဲ့လည်းရှီကျင်းဖင်ကဆက်လက်ထိန်းချုပ်ထားတဲ့ဒီယုနိုင်ငံရေးဝန်ကြီးဌာနနဲ့ကုသရေးဝန်ကြီးဌာနတို့ဟာပါဝင်ပတ်သက်ခြင်းမရှိခဲ့တာကြောင့်ညှိနှိုင်းမှုတွေကိုလူသိရှင်းကြားခြင်းဆိုခဲ့ပါတယ်။ဒါကလည်းနှစ်ဖက်စလုံးဟာနေတိုင်းစကားပြောနေရလို့ထရန့်ကပြောခဲ့ပေမဲ့ ဂျေကွန်မြူနတီပါတီကဆက်ပြီးတော့ညှင်းဆုံရတဲ့အကြောင်းရင်းကိုရှင်းပြပါရယ်။ဖူနီယာဂျေကွန်မြူနတီပါတီရဲ့ပြည်တွင်းဝါရဖြန့်ချီမှုမှာပြောင်းလဲမှုတွေဟာအနာပြောင်းလဲမှုကိုထင်ရနေရလို့လည်းပြောခဲ့ပါရယ်။အကြသည်ကနိုင်ငံရေးဘူရိုစီဝေးစီရင်ခန်စာတွေမှာတည်ဆောက်မှုနှစ်ခုနဲ့ကာကွယ်မှုနှစ်ခုလိုရှီချင်းဖျင်ရလက်မှတ်ထိုးကျွေးကြော်တဲ့ပြောက်ွယ်သွားခဲ့ပြီးတော့တဟာသူရဲ့ဩဇာလွှမ်းမိုးမှုကိုရည်ရွယ်ချက်ရှိရှိရှင်းချနိုင်ကြောင်းဖော်ပြနေပါရယ်။တစ်ချိန်တည်းမှာ လိခက်ချန်ရဲ့တည်ငြိမ်မှု6ခုမူဝါဒကိုပြန်လည်မိတ်ဆက်ခဲ့ပြီးတော့ပါတီအကြီးအကဲတွေကစီးပွားရေးကိုဦးစားပေးတဲ့ချင်းကဲမှုကိုပြန်သွားဖို့ကြိုးစားနေကြောင်းအချက်ပြနေပါတယ်။ဒါပေမဲ့လည်းအာနာဖွဲ့တဲ့ကသူတို့ရဲ့အနာဂတ်လမ်းကြောင်းကိုရှင်းရှင်းလင်းလင်းမဖော်ပြသေးဘဲ ရှီရဲ့ဥဆောင်မှုအောက်မှာဖန်တီးခဲ့တဲ့စိန်ခေါ်မှုတွေအတွက်တာဝန်ယူဖို့ဆန္ဒမရှိကြောင်းပြသနေပါတယ်။ရာလတ်တွေနဲ့စီးပွားရေးသံတမန်ကြီးကို ရှီရဲ့ဘက်ကနေတရားဝင်ကင်တွင်နေရပြီးတော့အန်ဒီယန်နဲ့အရှက်တကွဲအကျိုးနှိမ်မှုတွေကိုအကုန်ခံရပါတယ်။ကြော်ကြားတဲ့ဝေဖန်သုံးသပ်သူတုံချင်ရွံကလည်းအလားတူအမြင်တွေကိုဖော်ပြခဲ့ပါတယ်။မကြသေးခင်ကဗီဒီယိုတစ်ခုမှာသူကရှီကိုစန်းကျင်တဲ့အားစုတွေရဲ့ဖြူဟာဟာရှီချင်းပြင်ကိုရှီတန်းကိုတွန်းပို့ဖို့ဖြစ်တယ်လို့ထောက်ပြခဲ့ ပါတယ်။သူကဝင်းပလေးစတီအဖြစ် ပြုမူပြီးတော့အချားသူတွေကိုစော်ကားတာပဲဖြစ်ဖြစ်အလျှော်ပေးတာပဲဖြစ်ဖြစ်ရလက်တွေကိုသူပဲခံယူရမှာဖြစ်ပါတယ်။အောင်မြင်မှုဆိုရင်အချိုးမျက်တွေကိုမျှဝေခံစားရပြီးကြာရှုံးမှုဆိုရင်သူတယောက်တည်းတာဝန်ယူရမှာဖြစ်ပါတယ်။တစ်ချိန်ကအနာရီမန်ဆက်ကြီးမတဲ့ဘ ਹੁ အချက်ချာပုဂ္ဂိုလ်တဦးဖြစ်ခဲ့တဲ့ရှီချင်းဖင်ကအခုရုပ်သိမ်းရုပ်တရုပ်ရဲ့ခံစမာကိုရောက်သွားပြီးတော့ဒါဟာသူ့ရဲ့ကိုယ်ပိုင်လုပ်ရည်တည်ရဲ့ရလက်သက်သက်ပဲဖြစ်ပါတယ်။ မကြသေးခင်ကနာမည်ကြီးဖန်တာကြီးဘလော့ဂါ န်မန်က YouTube video တခုမှာ American တရုတ်ကုန်သွယ်ရေးစစ်ပွဲဟာအမားရီစတိုက်ဆုံးဖြတ်မှုတွေရဲ့ရလဒ်ဖြစ်တယ်လို့သုံးသပ်ခဲ့ပါတယ်။ American နဲ့တရုတ်နိုင်ငံစလုံးဟာအရေးပါတဲ့မဟာဗျူဟာအမားရီကို လုတ်ခဲ့ပါတယ်။ဒါပေမဲ့လည်းရလဒ်တရအလွန်ကွာခြားပါတယ်။ American ရဲ့ဆုံးဖြတ်ချက်အမားကစစောစီးစီးရင်ဆိုင်မှုဖြစ်ပေါ်စေခဲ့ပေမဲ့နောက်ဆုံးမှာအပြုသဘောဆောင်တဲ့ရလဒ်ကိုဥတီသွားစေခဲ့ပါတယ်။စန်ဂျန်ဘန်နီနဲ့တရုတ်ရဲ့မာယွန်းနဲ့တွဲချက်မှုက သူ့ရဲ့စီးပွားရေးကိုအချိန်မတိုင်ခင်ပြိုလဲစေခဲ့ပြီးတော့ဒါဟာတရုတ်အစိုးရကမခံနိုင်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်လာမန်ရဲ့အဆိုအရ trend အဆိုအရရဲ့အကြီးမားဆုံးအမှားကတရုတ်ရဲ့အရာကိုအလွန်မင်းခံမှန်းခဲ့တာပဲဖြစ်ပါတယ်။အကြသည်ခင်နှစ်တည်းမှာတရုတ်ဟာစစ်ရေးအာဂါဒရှင်နဲ့ဆွမ်းအားသစ်ကဏ္ဍတွေမှာထိုးထမှုတွေကိုကြွားဝါပြီးတော့ ိုးတက်နေပုံရပါတယ်။ဒါအပြင်အပြင်ကကြည့်ရင်တရုတ်ရဲ့စီးပွားရေးကအရာကြီးမှပြီးတော့အနိုင်ယူလို့မရတော့ဘူးလို့တောင်မှထင်ရပါတယ်။တရုတ်အတွက်ပြိုလဲမှုဟာအခွင့်အလမ်းဖြစ်နိုင်သလား။ Trump ကတရုတ်ရဲ့စီးပွားရေးဟာနှစ်20ကြာမြေအိမ်စင်းလုံးအလွန်အမင်းမြင့်တက်ခဲ့တဲ့အတွက်အတွေ့မရဗလာချနေပြီဆိုတာကိုသဘောမပေါက်ခဲ့ပါဘူး။အနည်းအောင်ထက်တန်းမှရဲ့ထိပ်ပိုင်းနှစ်ရာခိုင်နှုန်းကဥစ္စာတနာရဲ့80%ရာခိုင်နှုန်းကိုထိန်းချုပ်ထားပြီး ချမ်းသာကြွားမှု၊ကွာခြားချက်တွေကတော့တိုင်းလာလို့မရနိုင်ပါဘူး။တာမန်တရုတ်လူဦးရေ1.3ဘီလီယံကကျန်းမာရေးဆောင်ရှောက်မှုပင်စင်ဒါမှမဟုတ်အတိပယ်ရှိတဲ့ဝယ်ယူနိုင်စွမ်းမရှိပါဘူး။တရုတ်ရဲ့စီးပွားရေးကပို့ကုန်ကိုအလွန်မင်းမီခိုနေရပြီးသူ့ရဲ့စမှုထုတ်ကုန်40ရာခိုင်နှုန်းကိုတင်ပို့ရသလို16ရာခိုင်နှုန်းကိုလည်းအမေရိကန်ဝန်တိုင်းရိုက်ဖြစ်စေတွေဝိုက်ပြီးတော့ဖြစ်စေရောင်းချရပါတယ်။ဒါကြောင့်တရုတ်ဟာအမေရိကန်နဲ့အပြေးအဝ စည်းဝိုင်းနေကွေးမှုကိုခံနိုင်ရရှိဖို့အားနည်းပါတယ်။တရုတ်ရဲ့စည်းဝိုင်းနဲ့နိုင်ငံရေးစနစ်အားအနည်းဆုံးဖြစ်နေတဲ့အချိန်မှာထရန့်ရဲ့တရုတ်ကွန်မြူနတီပါတီကိုရင်ဆိုင်ခဲ့တဲ့အချိန်ကိုင်းမှုကတရုတ်အစိုးရကိုတုံ့ပြန်နိုင်တဲ့နေလမ်းမရှိတော့အောင်ဖြစ်စေခဲ့ပါတယ်။လာမန်ရဲ့အစိုးရတရုတ်ရဲ့အကြီးအမားဆုံးအမားကလက်ရှိအခြေအနေကိုပြောင်းလဲဖို့ထရန့်ရဲ့ဆုံးဖြတ်ချက်ကိုလျှော့ထွက်ခဲ့တာဖြစ်ပါတယ်။1950ပြည့်လွန်နှစ်တည်းကစပြီးတော့အမေရိကန်ဟာ ဝယ်ယူနိုင်စွမ်းကိုမြင့်တင်ခြင်းအားဖြင့်ကမ္ဘာငြိမ်းချမ်းရေးနဲ့ဒါယာဝတ်ပြောမှုကိုထိန်းသိမ်းခဲ့ပါတယ်။ဒါပေမဲ့ဒီပုံစံဟာအကုန်ကျများခဲ့ပြီးတော့ပထမဦးစွာရွှေအရံငွေရောင်းနှင်းသွားခဲ့တယ်။ပြီးတော့အကျွေးနဲ့ငွေကြေးပုံနိုင်ခြင်းကိုအားကိုးခဲ့တယ်။အခုအခါမှာနိုင်ငံတော်အကျွေးကဒေါ်လာ36ထရီလီယံအထိရှိလာပြီးအတိုးပေးချေမှုတွေကဗဏ္ဍာရေးဝင်ငွေရဲ့20%ရာခိုင်နှုန်းကိုအသုံးပြုနေရတဲ့အတွက်ဒီပုံစံကဆက်လက်တည်ထောင်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါအပြင်အမေရိကန်ရဲ့စက်မှုလုပ်ငန်းဟာအတွင်းမရဗလာကျနေပါတယ်။ Trump ရဲ့ရွေးကောက်ခံရမှုကပြည်သူတွေရဲ့စိတ်ပြအားငယ်မှုကိုထင်ရှားစေပါတယ်။တရုတ်ကိုစံကြတဲ့အစိုးရဘက်ကိုဦးဆောင်ပြီး Trump ကကမ္ဘာလုံးဆိုင်ရာစစ်ဆေးမှုကိုအဆုံးသတ်ဖို့စီးမျဉ်းတွေကိုပြန်လည်ရေးသားဖို့နဲ့အမေရိကန်ရဲ့ ထုတ်ကုန်လုပ်ငန်းကိုပြန်လည်ပြောတည်ဆောက်ဖို့စိတ်ပိုင်းဖြတ်ထားတာပါ။ရလနေနဲ့ American အစိုးရဟာအခုနေနဲ့ပတ်သက်ပြီးတော့နောက်ဆုတ်ဖို့မဖြစ်နိုင်ပါဘူး။ Sanjin Bank နဲ့တရုတ်ဟာ American ရဲ့အခြေအနေကိုမသိခဲ့ဘူး။နိုင်ငံပိုင်မီဒီယာတွေက Trump ဟာနောက်ဆုတ်သွားပြီလို့နဲ့ American ရာရှိတွေဟာသဘောထားပွဲလဲနေတယ်လို့အမှားယွင်းစွာဖော်ပြခဲ့ပါတယ်။ဒီမှာယွင်းတဲ့အကြောင်းတရားတွေက ်အမေရိကန်ဟာချက်ချင်းလက်လက်ချပြီးတော့အခွန်အရေးဖယ်ရှားပေးလိမ့်မယ်လို့ထင်နေတဲ့တရုတ်ပြည်သူတွေကိုဖျော်ဖြေခဲ့ရုံသက်သက်ပါအမှန်တကယ်တော့တရုတ်မှာထိရောက်တဲ့မဟာဗျူဟာမရှိပဲစကလုံးနေနဲ့မာယုံနဲ့ဝါရဖြန့်ချိမှုတွေသာရှိခဲ့ပါတယ်လာမန်းက2025ခုနှစ်ရောက်ရင်တရုတ်ရဲ့စီးပွားရေးဟာအစုလိုက်အပြုံလိုက်ဒီဝါလီခံရမှုတွေအလုံးလမဲ့ဥယေထိုးပွားလာမှုတွေနေကက်လာနေတဲ့အကျွေးချက်တဲနေနဲ့ လူမှုရေးမငြိမ်သက်မှုတွေနဲ့အတူဖြိုလဲလူနေပါအခြေအနေကိုရောက်လိမ့်မယ်လို့ယုံကြည်နေပါတယ်။ဘ ഹു ဘန်ရဲ့အထိန်ထုတ်နိုင်တဲ့ငွေကြေးပုံနှိပ်မှုဟာဗန်ဒါရီစနစ်ဖြိုလဲသွားတဲ့အတွက်အကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းလမ်းမန်းကဒီစီးပွားရေးဖြိုလဲမှုနဲ့လူမှုရေးမငြိမ်သက်မှုတွေကပြည်လဲသုံးသပ်ဆင်ခြင်မှုအခွင့်အရေးတရက်အဖြစ်ကိုဆောင်ရွက်လိမ့်မယ်လို့ဆိုပါတယ်။ဒီကုန်းကျုံနေတဲ့တရုတ်ကွန်မြူနတီပါတီရဲ့လက်ရှိလီယိုဝက် အလျှော်ပေးမှုဟာကုန်သွယ်ရေးစပွဲမှာယာယီအလျှော်ပေးမှုတစ်ခုသာဖြစ်ပြီးတော့သူရဲ့ရေရှည်စီးပွားရေးနဲ့နိုင်ငံရေးကြာဆင်းမှုကိုပြောင်းပြန်လှန်နိုင်မှာမဟုတ်ပါဘူးဒီအလျှော်ပေးမှုရဲ့နောက်မှာအုပ်ချုပ်ရေးရန်တရာအတွင်းပုံမှန်နဲ့ဆိုင်တဲ့အခြေအနေတစ်ခုကိုရှိနေတာရှင်းချင်းပြင်ကရုပ်သေးရုပ်အဖြစ်ဆက်လက်တည်ရှိနေမလားဒါမှမဟုတ်အာနာအဖွဲ့တစ်တစ်ခုကအာနာရလာမလားဆိုတာမခွဲခြားပဲဒီကွန်မြူနတီပါတီဟာထိုးပွားလာနေတဲ့ ပြည်တွင်းနဲ့ပြည်ပပြားရိအောင်မှာရေရှည်တည်တဲ့တိုင်းနဲ့လမ်းကြောင်းတစ်ခုကိုရှောက်ဖေဖို့ရုန်းကန်ရပါလိမ့်မယ်။လာမန်အကြံပြုထားသလိုစီးပွားရေးပြိုလဲမှုနဲ့လူမှုရေးမငြိမ်သက်မှုတွေကတရုတ်နိုင်ငံအတွက်ပြန်လည်တည်ဆောက်ဖို့အခွင့်အရေးတစ်ခုပေးနိုင်ပေမဲ့လုပ်ငန်းစဉ်ကမလွဲမသွေနာခြင်းစရာကောင်းပါလိမ့်မယ်။ဗီဒီယိုလေးအစုံလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်။